ယနေ့နိုဝင်ဘာလ၄ရက်နေ့ BBN ရဲ့ပြည်ရင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဒီမော့ဆုမြို့နောက်ဘက်ခြံကိုစစ်ကောင်စီမှလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်တော်လန်ရဲရဲဘော်များထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့တရံရရှိသူအမြောက်များလည်းရှိရလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၃ရက်မနေ့မနက်ပိုင်းကဒီမော့ဆုမြို့နယ်ရဲ့နောက်ခြံမှာရှိတဲ့တော်လန်ရဲအင်အားစုတွေရှိရနေရာကိုစစ်တပ်ဟာ လင်းရင်တွင်နဲ့တမကဒရုန်းတွေနဲ့ပါဘုံချတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လင်းရင်ကဒရုန်းကိုပါအသုံးပြုပြီးအဆက်မပြတ်လေကြောင်းဘုံချမှုတွေပြုလုပ်ခဲ့တာကြောင့်ဖြစ်စဉ်အတွင်းတော်လိုင်းရဲဘော်ငါးဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအများအများရှိခဲ့လို့မြေပြင်ရဲဘော်တအုံးမှ BBM ကိုပြောပါတယ်။ဒီမော့လို့နောက်ဖက်ကိုမနေ့ကတော့ခွေးတွေလေကြောင်းတွေလာချရတာရှိတယ်။ဒီကကြောက်ထုံမှုတော်များများလည်းရှိတယ်ဗျ။ ကျဲတာကတော့လေချောင်းတွေရောဒရုန်းတွေရောစလိုက်ကျင်းနေတာစစ်ကောင်စီဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်း၎င်းတို့ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ဒီမော့ဆိုအရှိချမ်းကို ခံစက်ခိုင်မှပြုတ်လောက်ကတော်လိုင်းရဲ့အားစုတွေရှိတဲ့ဒီမော့ဆိုအနောက်ချမ်းကို မကြာခဏစစ်ကြောင်းတိုးနေရရှိတယ်လို့သိရပါတယ်ဒီလိုစစ်ကောင်စီဘက်မှဒီမော့ဆိုအနောက်ဘက်ချမ်းကိုစစ်မျက်နှာများစွာဖြင့်စစ်ကြောင်းတိုးတာတွေမကြာခဏပြုတ်လုပ်နေရကြောင်းတိုက်ပွဲတွေအများလူလူဖြစ်ပွားနေပြီးတော်လိုင်းရဲ့အားစုတွေဘက်မှလည်း ဒီမော်ဆိုနောက်ပတ်ချံကိုဆက်လက်ထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။ဒီကောင်တွေဘက်ကဒီမော်တော်ရှိချံကိုတော့ခံစစ်ခိုင်မှလုထားတယ်။အဲ့ဒါတစ်ဆင့်နောက်ချံကိုစကြောင်းခဏနာထိုးတယ်။ကုရီယာထိတွေ့မှုတွေခဏနာဖြစ်တယ်။အဖွဲတွေလည်းနေမြထိန်းထားနိုင်ပါသေးတယ်။အဲ့လိုဒီမော်ဆိုအနောက်ချံကိုစစ်ကောင်စီဘက်မှမကြာခဏစစ်ကြောင်းထိုးတာတွေပြုလုပ်နေတဲ့အထက်စစ်ကောင်စီတပ်သားချုပ်လမ်းမပြီးတော်လိုင်းရေးဖွဲ့တွေဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ အလင်းဝင်ရောက်လာသူစစ်သားချို့လဲပြီးခဲ့တဲ့လတွေအတွင်းမှာရှိခဲ့တယ်လို့သိရပါတယ်ဖန်တီးရမီရဲ့စစ်တုံးမန်းနဲ့အလင်းဝင်စစ်သည်တွေကိုစစ်စီမင်းများနာတွေပြုတ်လုပြီးတဲ့နောက်စစ်တုံးမန်းတွေကိုတပ်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့အချင်းထောင်မှာဖမ်းဆီးထားပြီးအလင်းဝင်တွေကိုလည်းကောင်းမွန်စွာဆောက်ရှောက်ထားတယ်လို့သိရပါတယ်ပြီးခဲ့တဲ့လတွေကတုံပန်းအရှင်မီးရရှိတယ်စစ်ကြောင်းထိုးရင်းကျွန်းလာတာရှားတာက၃កောင်၂កောင်အပွဲချင်းပြီးပဲနောက်ထပ်အစ်စ်ကြောင်းတွေကလည်းအလင်းဝင်လာတဲ့အစ်စ်သားတွေလည်းရှိသေးတယ် စကောင်စီအနေနဲ့လာမယ့်ရွေးကောက်ပွဲအတွင်းကရင်ပြည်နယ်မှာရှိတဲ့လွိုက်ကောဘောလခဲဖရူဆိုနဲ့ဒီမော့ဆိုမျိုးတွေမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာပြီးတဲ့နောက်အဆိုပါမျိုးနယ်တွေကိုစစ်ကြောင်းထိုးတာတွေနဲ့အင်အားဖြည့်ရာတွေပုံမပြုလုပ်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပခုတ်ကူမြို့လင်းရင်ကွင်းထိပ်မှာဆက်ကြဲကောင်းနေတဲ့စစ်ကောင်စီရဲလင်များကိုတော်လှန်ရေးတပ်ဖွဲ့တွေက စကားဆယူနီဖောင်းဝတ်ပြီးတွားရောက်ရှင်းလင်းရာရဲတပ်သားကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီး ကိုဝင်တဲ့မိမကိုငွေကြေးထောက်ပံ့ပြီးပြန်လွတ်လိုက်တယ်လို့စောတန်း YSO PDF တာဝန်ခံကိုအောင်မောင်းက BBN ကိုပြောပါရယ်ပခုတ်ကူလေရင်ကွင်းထိပ်မှာကုန်ကားတွေကိုငွေတောင်းယူနေတဲ့စစ်ကောင်စီရဲလေများကိုတော်လန်ရဲရဲတွေက တရင်ရလျင်ရချင်းစစ်ကောင်စီယူနီဖောင်းဝတ်ဆင်ပြီးဆိုင်ငယ်နဲ့သွားရောက်ခဲ့ရာနိုဝင်ဘာလ၁ရက်မနက်9:29မိနစ်မှာရဲတပ်သားကိုအသေးပြစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်မိမဖြစ်သူကို အရှင်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ အဲဒီလိုပြစ်ခတ်ရှင်းလင်းပြီးနောက်အခင်းဖြစ်တဲ့နေရာနဲ့မီတာနေရာခန့်အကွာရှိစစ်ကောင်စီဂိတ်စခန်းမှာပြစ်ကူပိတ်ခတ်လာတာကြောင့်တော်လရေးရဲဘော်တွေက40မမတလုံးနဲ့ပြန်လည်ပြစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားတအူထပ်မံသိမ်းဆုပ်ခဲ့တယ်လို့ဆိုပါတယ်ပြစ်ခတ်ရှင်းလင်းခဲ့သူမှာပခုတ်ကူမျိုးမရဲစခန်းမှာတာဝန်ကျနေတဲ့ရဲတပ်သားဤမှုဖြစ်ပြီးအရှင်ဖမ်းဆီးခဲ့တဲ့ကိုဝင်ငါးလရှိနေတဲ့သူ့ရဲ့မိမဖြစ်သူကိုတော့လိုအပ်တာတွေစစ်ဆေးမြေပြပြီးနောက်ငွေကြေးထောက်ပံ့ပြီးပြန်လွှတ်လိုက်တယ်လို့သိရပါဗျ။ အဆိုပါတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး MA1 တပ်နဲ့တလဲဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါတယ်။တိုက်ခိုက်မှုကိုစောက်တန်းရေစကြိုတပ်ပေါင်းစုဖြစ်တဲ့ Southern YSOPDF ရေစကြို Revolution Group YRG ဒေါင်းကြီးနောင် PDF PKU ပြည်သူ့အာမေ King Cobra နဲ့ဒေါင်းစစ်တီတပ်ဖွဲ့တွေမှရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မကွေးတိုင်းပေါ့မြို့နယ်အတွင်းကားပါစ22မှအင်အား400ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတွေကပြည်သူပိုင်နေအိမ်ကနေကြက်ဝင်ရောက်ဖမ်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ Yan Revolution Front ရဲ့တာဝန်ရှိသူကိုလင်မိုးက BBN ကိုပြောပါတယ်။အော်တိုဝါလာ29ရက်နေ့ညနေပိုင်းမှာစိတ်ဖြူအခြေဆိုင်ကာကွယ်ရေးပစ္စည်းစက်ရုံကားပါစ22မှထွက်လာတဲ့တမကိုကိုလက်အောက်ခံတရင်3ရင် ပူပေါင်းအင်အား400ခန်းဟာရေထွက်ရွာစာတင်ကြောင်းထဲမှာစကန်ချခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်အဆိုပါစစ်ကြောင်းဟာပေါင်မြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးအော်တိုဝါလာ30ရဲနေမှာရှားပင်ရေရွာနဲ့ရိုးကြီးအနီးဝင်းချင်းမှာပြည်သူနှစ်ဦးကိုတပ်ဖြတ်ခဲ့ကအော်တိုဝါလာ31ရဲမှာချက်ကန်ရွာအနီးပသိမ်မုံရွာလမ်းမပေါ်ရောက်ရှိလာချိန်တော်လရေးပူပေါင်းတပ်တွေကအဆိုပါစစ်ကြောင်းနောက်ကနေအနီးကဲစောင့်ကြည့်လိုက်ပါခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ချက်ကန်ရွာအတွင်းဝင်ရောက်ခါပြည်သူပိုင်နေအိမ်တွေကိုမင်းရှုဖြက်စီပြီးဝင်းမြူထားတဲ့ကြက်ဝက်တွေကိုလက်ခါအဖြစ်ဖမ်းယူဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သား၃ဦးကိုတော်လရေးပူပေါင်းတပ်ကအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။အဆိုပါစစ်သား၃ဦးစီက MA2 တလက် MA3 တလက်အပြင်ကြီးလက်ပြုံ60မမပုံးသည်အီနာကနင်းမိုင် RPG ဖူး ကြီးကားပြကြီးပောက်အပိုအများပြနဲ့စစ်ဝတ်တန်စာတွေတင်စီရရှိခဲ့တယ်လို့ဆိုပါရယ်အဆိုပါပူပေါင်းဆောင်ရွက်မှုကို Yan Revolution Front နဲ့ပခုတ်ကူခရိုင်အမန်းစနစ်တရင်တို့ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ရကသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်အရှိတောင်အရှာနိုင်ငံများသင်းအာဆီယံကမကြာသေးမီကကောလာလမ်ပူမှာကျင်းပခဲ့တဲ့ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ ဒေတာတွင်ကာကွယ်ပူးပေါင်းဆောင်ရွက်မှုကိုအကောင်းဆုံးဖို့စီလုံးညီညွတ်ဖို့အတွက်ဂရီကွေတွေကိုထပ်မံတည်ပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ပူးတဲ့ညီညာချက်တစ်ခုမှာဒေတာတွင်နိုင်ငံတွေဟာနိုင်ငံတကာဥပဒေကိုထိန်းသိမ်းခြင်းနဲ့ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့်တည်ငြိမ်မှုကိုမြင့်တင်ဖို့ကိုအထူးလေးပေးပြောကြားခဲ့ပါတယ်။ဆိုပါစည်းဝေးမှာအမေရိကန်၊တရုတ်နဲ့အိန္ဒိယပါဝင်အဓိကအင်အားကြီးနိုင်ငံတွေကကာကွယ်ရေးအကြီးအကဲတွေကိုလည်းချိုးဆိုခဲ့ပြီးတော့ဒေတာတွင်လုံခြုံရေးပေါ်ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုတိုးပွားလာမှုကိုထင်ရှားစေခဲ့ပါတယ်။ အနိကဆောင်ကြည့်ခံရသောကိစ္စကတော့တောင်တရုတ်ပင်လယ်ကိစ္စဖြစ်ပြီးတော့နေမြေပိုင်ဆိုင်မှုဆိုင်ရာအငင်းပွားမှုတွေကြောင့်တင်းမာမှုတွေဟာမြင့်တက်တထက်မြင့်တက်လာနေပါတယ်။မလေးရှားစီကနေအာဆီယံဥက္ကဋ္ဌရာထူးကိုဆက်ခံခဲ့တဲ့ဖိလစ်ပိုင်ဟာသူ့ရဲ့တပ်တန်းတွင်မူပေါင်းကိုထိတ်တန်းဦးစားပေးဖြစ်တတ်မှတ်မယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်ရစ်ချက်ပါယနေ့နိုဝင်ဘာလ၄ရက်နေ့ BBN ရဲ့ပြည်ရေးပြပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တိတ်တိတ်ပါ